ကြီးမားတဲ့ကြောင်းမဲ့ဖွဲ့ကောင်းလောက်အောင်မြင်းကလေးကြီးတုံလှုပ်သွားတာဘာကြောင့်လဲဘာအကြောင်းများရှိလို့ပါလဲလို့အကြောင်းတရားကိုသိခြင်းလို့မြင်းပြန်အေးတဘာဝအားဖြင့်လောကဒီကနေ့ထီအောင်မြင်းကလေးတုံလှုပ်တယ်ဆိုတာရှိတာကြီးဘာကြောင့်လှုပ်တယ်ဆိုတာအကြောင်းမျိုးမျိုးရှိနိုင်တယ်ပေါ့မြတ်စွာဘုရားကရှန္ဒနာရဲ့မိကုံးကို အေးစိစိပဲဖြစ်ကြတယ်အနန္တငရင်လှုပ်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်အဲ့ဒီထဲကအကြောင်း၃မျိုးမျိုးကြောင့်လှုပ်ထတာဖြစ်တယ်ပေါ့သူကသူလှုပ်တာမဟုတ်ဘူးဘာကြောင့်မဲလှုပ်လို့အကြောင်းတစ်ခုတော့ရှိတယ်အေးခုခေတ်ဒီကြတော့အမျိုးမျိုးအဖြစ်ထုတ်ကြမှာပေါ့ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးအဖြစ်ထုတ်တယ်မြတ်စွာဘုရားကငရင်လှုပ်ခြင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာ၈မျိုးရှိတယ် ဘာကြောင့်ငရဲ့နှုတ်တယ်ဆိုတာအဲ့ဒီနေရာမှာ ရှင်အနန္ဒာကိုမြတ်စွာဘုရားကရှင်းပြတယ်အထခောအနန္ဒဟေတုမဟာတောဘူမိသလတပါတုဘာဝါယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာအကြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတဲ့ကတမျိုးမျိုးကြောင့်လှုပ်နိုင်တယ်အကြောင်း၈မျိုးကိုမြတ်စွာဘုရားကရှင်းပြတဲ့အခါမှာ တဘာဝအကြောင်းတစ်ခုကိုရှင်းဦးစွာရှင်းပြတယ်။တဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကဘာမြေကြီးရဲ့တည်နေပုံကိုပထမရှင်းဦးစွာမြတ်စွာဘုရားရှင်းပြတယ်။အယံမဟာပထဝီဥဒေကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်။နော်။ကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပါ ဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်းတူးကြတယ်လေအဝီစီတွင်းနေတူးတယ်ဆိုမြေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပဲပြီးတော့အခုခေတ်သိပ္ပံလေးနဲ့ကြီးလိုက်မယ်ဆိုရင်ဒီကဘာမြေကြီးဆိုတာအတ်ပလန်နက်ခေါ်တာကဘာဂျုံလို့အဲ့ဒီကဘာဂျုံကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ယံကမြင်းနေရတဲ့လာကြီးလိုပဲ အဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံတရံပဲမြင်ရအရင်ကလာကဘာပေါ်ကနေပြီးတော့ကဘာပြည်ကြီးကိုလှမ်းပြီးတော့ရိုက်ထားတဲ့ပုံဟာဒီကဘာကြီးကလာကြီးလိုပဲဝိုင်းဆက်ကြည့်ပဲမြင်နေရတယ်လာပေါ်ပထမဆုံးအချိန်ရောက်တဲ့အချိန်ကနေဓာတ်ပုံရိုက်လိုက်တဲ့ကဘာမြေကြီးရဲ့ပုံတရံဟာလဲဝုန်းဝိုင်းပြီးတော့ကောင်းကင်ထဲမှာအနန္တအာဂါတအလွန်ကျယ်ဝန်းတဲ့ space ကြီးထဲမှာဒီလိုပုံမှန်တဏ္ဍာရီရှိတယ် ကဘာမြေကြီးဟာကောင်းကင်ထဲမှာရှိတယ်ဆိုတာပတ်ဝန်းကျင်မှာစဉ်းစားခန်းစားပြီးတော့ကြည့်ပေါ့ကိုယ့်ရဲ့ဘေးမှာလေလူကြီးတွေရှိနေတာနော်အထက်ကပဲကြီးကြီးအောက်ကပဲကြီးကြီးဘယ်နေရာပဲရောက်ရောက်လွင်မြင်ထွက်ပြီးတော့ကိုယ့်ကိုယ်ရက်ကြည့်လိုက်ရင်ကိုဟာဆက်ဝိုင်းရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိနေဆက်ဝိုင်းကြီးရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိအေး ခလန်းလန်းရောက်သွားလို့ရှင်ကိုဟာထိပ်ဖြားပေါ်မှာရောက်နေတယ်လို့ဘေးပတ်ဝန်းကျင်ကြည့်လိုက်လို့ရှင်ဒဲအိုးကြီးမှောက်ထားတယ်လို့မိုးပြဲတယ်ကြီးမှောက်ထားတယ်လို့ကိုဟာဘယ်ခါပဲဖြစ်ဖြစ်အလဲဘိုးမှာရောက်နေတာအဲ့ဒါကိုကြည်ချင်းအဖြစ်ကမ္ဘာမြေကြီးကကောင်းကင်ယံထဲမှာဒီဂျိုကြီးတစ်ခုဆိုတာလဲထင်ရှားတယ်ပေါ့ကမ္ဘာတီထားပုံကော စာပေကျမ်းကမှဖွင့်တဲ့အခါမှာကဘာကြီးစပြီးတော့ပေါ်ပေါက်လာဖို့ဖွင့်တဲ့အခါတခြားဘာသာတွေမှာတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ဒီလိုဆိုတယ်။ရသော်ဘုရားရဲ့အဆုံးမအရာဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘဲနဲ့တဘာဝတရားရဲ့ဆောင်ရွက်မှုသာဖြစ်တယ်။တဘာဝတရားကဖန်ဆင်းတဘာဝတရားကြောင့်ဖြစ်လာ။ကဘာကြီးပြန်တည်ဆောက်ဖို့ ကဘာပြုမိုးကြီးသဘာဝအားဖြင့်မိုးတွေရွာချလာအဲ့ဒီရွာချလိုက်တဲ့မိုးတွေဟာဘေးကလေတူကြီးကရန်ထားတဲ့အတွက်ကြောင့်မိုးပေါက်ကြီးဟာတခုတည်းလို့ဖြစ်လာမိုးပေါက်ကြီးဟာအောက်ကလေတူကြီးကခံထားတဲ့အတွက်ကြောင့်ဒီမိုးပေါက်ကြီးဟာရွေချပြီးတော့မသွားဘူးဒီကောင်းကင်ယံကြီးထဲမှာပဲမိုးပေါက်ကြီးဟာရှိတယ်မိုးပေါက်လို့ဆိုကြတဲ့ကအဝိုင်းပဲပေါ့ရေပေါက်ဆိုတာကြည့်လေ ရင်လေးကိုအဆက်ချကြည့်အလုံးဝအဝိုင်းမဲ့ဖြစ်မှာပဲ။တဝန်းကျင်လေထုတွေရှိနေသည့်အတွက်ကြောင့်ဝိုင်းဆက်နေတဲ့ရေပေါက်ဆိုတာဝိုင်းဆက်နေတဲ့အရာများတာဖြစ်တယ်။တခါတုန်းကစင်ကာပူကလာတဲ့ကလေးလေးဒီကဆယ်နှစ်သားလောက်ရှိသေးတယ်။စာရိတ္တာဖတ်တယ်သူကစာရိဘုန်းကြီးတို့စီကိုရင်ဝတ်ပြီးတော့ရက်တူနေသွားပြီ။ ူပါမေးတော့ဆိုရောက်လာတာနဲ့တွေ့တော့သူကဗမာစကားမပြောတတ်ဘူးသူမိဘတွေကတော့ဗမာပြည်အနှွဲတွေဗမာစကားပြောတတ်တယ်သူကပါမေးတော့ဆို who create the world ကဘာကြီးကိုဘသူဖန်ဆင်းတာတော့ဆိုသူကမေးဘုန်းကြီးကလည်းသူနားလည်အောင်ပြောလိုက်တယ် nature create သဘာဝကဖန်ဆင်းတာလို့အေးတခြားဘာသာတွေကြတော့ သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့အေးကဘာကြီးကိုဖန်ဆင်းတာဟာနေချာပဲနေချာဆိုတာယာတိဥဒု